တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဖူတာအိပိုင် HK မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတော့ကြက်သားနဲ့အာလူးကိုမဆလာနဲ့မှုံမွေးလေးနဲ့အချိုချက်လူလူကူကူချက်စားကြီးလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်เนาะအရင်ဆုံးကြက်သားကိုစားအချိုမုံစနွင်းအရသာလေးနေထားလိုက်ပါမယ်เนาะ ပြင်အာလူကိုအခွန်ခွာပြီးတော့အပိုင်းလေးတွေထည့်ထားပါမယ်အာလူကိုစားရည်လေးနဲ့စိန်ထားလိုက်ပါမယ်နော်စီတပ်ဖို့အတွက်ကြက်တန်နီးကြက်သွုံဖြူခြင်းလေးတွေကိုကြိတ်ပါမယ်ကြိတ်တဲ့အခါကျလို့ရှိရင်အဆင်ပြေအောင်လို့အတုံးသေးလေးတွေလေးပြီးမှကြိတ်ပါမယ်နော် စီထည့်ပြီးတော့စီပူလာပြီးဆိုတာနဲ့ခုနကကြိတ်ထားတဲ့ကြက်သွန်နေကြက်သွန်ဖြူချင်းကိုအရင်စီတတ်ပါမယ်။အယောင်အတွက်ကစနွင်းရဲ့အစိမ့်မုံရဲ့ထည့်ပါမယ်နော်။ပြီးရင်အဓိကဖြစ်တဲ့မဆလာထည့်ပါမယ်။ဒီစီတတ်လေးရကြတော့စီချက်လေးကိုမှုေးလာတဲ့အထိစီတတ်ပေးပြီးတော့မှအသားလေးကိုထည့်ပါမယ်နော်။ ဒီလိုမျိုးစီကြက်လေးရာလဲကြက်လာပြီးမှွေးလာပြီးဆိုတော့မာကြက်သားအသားနှစ်ထားလေးကိုထည့်လိုက်ပါမယ်အလူဘာတခါလေးထည့်ပြီးတော့အသားလုံးဝအောင်လို့ရေမထည့်ပဲနဲ့ဖုံးလေးအုပ်ပြီးတော့ခဏထားထားပါမယ်နော်ပြီးရင်တော့ဝေပြီးတော့ရေထည့်ပြီးတော့ချက်ပါမယ် ငားငံပြရေးထည့်ပါမယ်နော်ပြီးရင်ဖုံးလေးအုပ်ထားပြီးတော့အရေခန့်လာတဲ့အထိချက်ပြီးပြီဆိုလို့ရှိရင်တော့ရပါပြီဒီမှာရေတွေလည်းမကြံမကြံတော့ဘူးပြီးလို့ရှိရင်ကြက်သားနဲ့အာလူကလည်းနူးဤနေရပဲမဆာလက်နဲ့မှုမွေလေးနဲ့အရန်စားကောက်ပါတယ်ချက်စားကြည့်ပါနော်သမင်းကြိုက်တဲ့အားလည်းအဆင်ပြေတယ်။ပြီးရင်သမင်းမှိန်စေတဲ့ဟင်းလေးတစ်ပွဲဖြစ်တဲ့အတွက်ကြောင့်ဆက်စားကြည့်ပါ။ ဒီလိုလေးကိုဆုံးဖြတ်လိုက်ပြီးတော့ကျေးဇူးပေးရတဲ့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်